မင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ဝတ္ထုတော်ကတော့စာရေးသူမင်းအောင်ရေးသားထားတဲ့အရေးဆိုတဲ့မဂ္ဂဇင်းဝတ္ထုတော်ပဲဖြစ်ပါတယ်ဒီဝတ္ထုတော်ဟာဆိုရင်1949ခုနှစ်ကျွမဝမဂ္ဂဇင်းမှာပါရှိခဲ့တာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်အရေးသူတည်ပါမြမမြင်နိုင်ရွှေလန်းခြင်းနဲ့အာရခြင်းတို့သာသူနှင့်အတူပါခဲ့လေသည် လိုရာဆန္နာတောက်တာနေသူသည်ကိုလိုရာပြည့်စုံသည်ဤနောက်အဖို့၌တလောကလုံးအားပြေဖုံးကားချလိုက်သလိုမေ့ပြောက်ခြင်းရှိတတ်ကြ၏သူသည်ဤနည်းနှင့်ဖြစ်ခဲ့ပြီသူတောင်းတရာသူအလိုရှိရာသူမရလျင်မဖြစ်နိုင်ရသောပစ္စည်းတစ်ခုကို သူ့လက်တွင်တွင် သူ့ပိုင်အဖြစ်ရယူပြည့်စုံခဲ့လေပြီသူဤဝမ်းသာခြင်းကအတိုင်းမသိတော့ သူသည်ဘာမျှမမြင်နိုင် သူခြေလမ်းများသည်တွက်လက်ပေါ်ပါလာ၏ရေကြီးပေါ်သို့နင်းနေရသည်ကိုပင်အမှန်မထင်နိုင်တော့ပြီရောက်ခဲလာသည်ဟုလည်းမကြေမနက်ဖြစ်မိ၏သူ့လက်တွင်ဝင်မြစ်သေးအိုဟောင်းလာသော လွယ်အိတ်ပါလာ၏အတွင်မှ တောက်တောက်တဲတဲထဲ့လာသောပစ္စည်းကိုကသူ့အာသူသာတိပေးမိသူသည်ထွန်လွယ်အိတ်ကို မကြမကြာ မြောက်ရွေမြောက်ရွေကြည်လိုက်သေး၏သူမျက်နာသည်အိ္ษาတရလိုတိုင်းတာ၍ပြည့်စုံခဲ့သည့်အတွေ့မှုရခြင်းအသွင် ထွက်နေတော်လေသည်သူသည်ဘာမျှမမြင်နိုင် မြစ်ထေးဆုပ်ပွားလက်တော့ပေါ်ဝါတမျှအင်ကယုတ်ပြက်နေပြီဖြစ်သော သူ့ခါမှအင်ကြီးကိုလည်းတရင်ကပဟံမေးပြောက်လာခဲ့၏ဒူကောင်နာတို့ထိလူနီပါဝက်စားလာခဲ့သော သူ့ချီချင်လုံကြီးတစ်ပတ်နွယ်တိုးစနောင်းနှောင်းကိုလည်းသူ့ပြန်၍သတိရဖို့မပေါ်ခနဲ့ဗလာမိမွေးသည့်ဖွားခမညာကလေးနှစ်ဖက်အတိုင်းသာသူ့စိတ်ဤရှေ့ဆောင်ရာသို့တွတ်တွဲလဲလဲလှမ်းခဲ့၏စည်းစာရောင်သည်ချစ်စရာကောင်းသောသူ့မျက်နှာအလှပန်းကလေးကိုကျွေရောင်ကြီးဖျံပေးသလိုရှိပေ၏သူကအချားမဟုတ်တုတ်တုတ်ခဲခဲမျက်လုံးရွယ်နှင့် အမြဲပြောင်းနေပုံရသော18နှစ်ခန့်မိမ့်မပြောဖြစ်၍သူ့နာမည်မှာအနုဟုခေါ်လေသည်သူသည်ဘာမျှမမြင်နိုင်အရေးကြီးလာခဲ့၏ထိုအရေးကြီးလာခဲ့သောအာယုန်သည် သူ့မျက်လုံးနှစ်ဖက်ကို အမှောင်ဖုံးနေ၏သူ၏နှလုံးသည် ကြည်ပြောင်းလျက်ရှိနေ၏ဥဒဟုလူသွားလူလာတို့သည် သူ့အာမကြည့်ချသူကလည်းတတိမယား သူသတင်းရလာခဲ့ဒီမှာလင်းလင်းလင်းသူ့လင်သားဖြစ်လေသည် သူ့လင်မတပါသူ့ဘာမျှမမီဘာမျှစိတ်ဝင်စားခြင်းမရှိ သူသတင်းရလာခဲ့ဒီမှာသူ့လင်ဤအရေးသာဖြစ်တော်သည်သူကသူ့လင်ဤအရေးကို အောင်မြင်ခဲ့လေပြီသူ့လင်ဤလိုလားရာကို လက်စုပ်လက်ကမ်းရရှိခဲ့လေပြီဤသို့သော အောင်မြင်ပေါင်းမြောက်မှုသည် သူ့အားတရားမှုလောကတစ်ခုကိုဖန်တီးခဲ့၏အနုအနုလင်းစာသားစာကိုရှာကြံ၍ရရှိခဲ့လေပြီသူ့လင်း၏အရေးသည်သူ့အရေးသူ့အရေးသည်သူ့လင်း၏အရေးတနေ့ကောင်တနေ့ဝင်ဂျင်းငင်ထင်ခွဲအိမ်တကားကိုညနေမွန်းနေလှဲ့၍အောက်ကြခံသည်မြသည်တန်ဖိုးအနက်ကရရှိခဲ့လေပြီ။ ူအလွန်ပျော်လှ၏သူ့လည်းဤမျက်နာကိုမြင်ရတော်မူသူရှာကြံလာခဲ့သောချွေးနေစာနှင့် သူ့လည်းအားဝဝလည်းလည်းကြီးတိုက်ကြွေရတော်မူသူ့လည်းဤမျက်နာသည် အလိုပြည့်ဝသဖြင့်သူ့အားကျင်းနဲ့စွာပြောင်း၍ချစ်မဆုံးအရာသာကို ပေးတော်မူထိုညသည်နေဆုံးမယတညလုံးအပျော်ရထားစီး၍အပျော်ခီးကိုသွားရတော်မူ သူ့လင်သည်ရောက်ရောက်ချင်းသူ့အားအမောပြေအောင်ချော်တော်မီသူ့သည်ဘာမှမမြင်နိုင်ကိုတေလာကိုတေလာငါကိုချစ်ရှာသည်အလိုလိုက်ရှာသည်ငါဆိုးလို့ဒီတံမျိုးတွေကိုသူ့ခံစားနေရရှာသည်ဆိုတော့အတွေ့တွေသာမြင်နေရထင်နေလောကကြီးအပြင်ဘက်ကိုထွက်နေသလိုရှိတော်သည်မှန်ပေသည်သူဆိုးခဲ့သည့်ဒဏ်တွေကို သူ့နောင်တရမိ၏ယခုထိုးတန်းတွေကို သူ့ပြန်၍ခံလာခဲ့ရ၏အနုအနုလင်းယူပြီးလင်းဘောကိုမင်းမူနေဤယူရမှုကို အရသာယူခဲ့သည့်ခလီမလင်းကိုချစ် အားကိုးပြီးနှွယ်ဆိုးဆိုးလာခဲ့သည့်ခလီမအခုမှနေနောင်တရသလားအနုသည်တလန်းပြီးတလန်းတုတ်ချေတင်းခဲ့ရင်သူ့ကိုယ်သူ အပြစ်တင်ကသူ၏အတိတ်ဇာတ်ကြောင်းကလေးကို သတိရလာပြန်တော်သည်ဖက်စစ်တွေအုပ်ဆို၍တမိုးလွန်မြောက်ခဲ့သည့်အချိန်တွင်အသက်25နှစ်ကယောက်ျားပြိုတယောက်သည်မြဝကျွန်းပေါ်မြို့ကလေးတစ်မြို့သို့ရောက်ရှိလာလေသည် သူတွင်ရှမ်းကုန်များပါလာ၏အသည့်မိတ်ဆွေမရှိ၍စွန်လာခဲ့သည်ဟုပြောလေသည်ဒူပုံပန်းမှာအရင်၅ပေနှင့်၆လမှခဲ့မြင်၏အသားညိုတော်လဲမျက်လုံးမြခုံနှာရံများ အထူးပေါ်လွင်၌သူပစက်မှာအမြဲပြုံးနေတကယ်သူရှိရာအတွင်တဘောဖြူဖြောင့်တိမ်မွေ့သူတယောက်ဖြစ်ကြောင်းညင်ယုံနှင့်အကဲခံနိုင်လေသည် တုတ်တုတ်ခဲခဲကြီးမဟုတ် သူအလုံးနှင့်သူအရက်မျှနေသည့်အတွေ့ခိုက်ကောင်းဆိုင်ကောင်းတယောက်ဖြစ်၏စကားနဲတော်လဲချိန်ငန်၏လူပေါင်းသူပေါင်းလဲကောင်းပုံရလေသည်ဝဲယုံတယောက်တွင်တဲခိုး၏ ူတဲခိုသောပွဲရောင်သည်ခင်မီအမျိုးသမီးညီအမနှစ်ယောက်အုပ်ချုပ်လေသည် ထိုညီအမတွင်အိမ်နောင်မရှိနှစ်ယောက်စလုံးအပျိုဖြစ်ကြ၏မိခင်မောက်ဆိုးမကြီးနှင့်အတူ နေကြလေသည် ထိုအိမ်၌အသက်၅နှစ်တသက်အရွယ်ကလေးမကလေးတယောက်လည်းရှိလေ၏အခန်းအစီဖြစ်ရတူတော်လေဝက်ကောင်းဆာလာနှင့်ထား၏ကလေးမမှာတွက်လက်၏အလောက်အကန်လေးဖြစ်နေလှလေသည် ို့တော့ကလေးစိတ်လုံးဝမပြောက်သေး။ယူယူပေါပေါကလေးလို နေထိုင်၏။လောင်ကြီးကို အမြဲတူနာနာဝတ်တက်၏။လူကြီးများကမကြမကြပြောတော်လဲမရပေ။ရုပ်ရည်မှာတုတ်တုတ်ခက်ခဲကလေးနှင့်ချစ်စရာမျက်နှာမျိုးရှိ၏။တချင်းကလေးကိုတအေးအေးစုံနေတတ်၏။အလောက်ကင်ကိုလည်းနားနေသည်မရှိ တစ်ခုပြီးတစ်ခုဆက်လုပ်သွားတတ်လေသည်။ဧည့်သည်ယောက်ျားပြူက ူနာမည်တင်လှဟုပြော၏သူသည်ရောက်လာ၍သုံးရက်ခန့်အကြာတွင် အပြင်းပြားလေသည်ပွဲရုံတွင် နေ၍မဖြစ်တော့ပေအိမ်သို့ရွှေ့ပြောင်းလာရ၏ယူပပွားကလေးမှသည် ထိုယောက်ျားပြူအားမြင်မြင်ချင်းတနာခယူနာတက်မိ၏ရင်နှွေးလိုလျင်ရင်နှွေးဆေးလိုလျင်ဆေးလိုလေသည်မရှိလောက်ကိုင်းပေ၏ဧည့်သည်ယောက်ျားပြူကလည်း ကျေးဇူးတင်ကြောင်းပြောပြ၏။သို့ဖြင့်သူတို့နှစ်ယောက်ယင်းနီလာလေသည်။တုံးလေးရကြလျင်ယောက်ျားပြူအဖျားပြက်သလောက်ရှိလာသည်။ကလေးမမထိုယောက်ျားပြူနှင့်ခင်မင်နေသည့်အတိုင်းအကူကဘယ်မျိုးကလဲဟုမေး၏။ယောက်ျားပြူကနမတူကားဟု ပြန်ပြောလေသည်။တယောက်နာမည်ကိုလည်းတယောက်အပြန်အလှန်မေးကြ၏အတိတ်ဒီကိုနာမည်ကိုပြောကြသဖြင့်အနု ိုတင်နှဟုသိကြရတော့သည်ခလေးမမတွက်လက်သူဖြစ်သည့်အတိုင်းအကိုမမိဘရှိသေးလားဟုစက်မေး၏အဖေတော့ရှိသေးတယ်အမေတော့ငငယ်ရဆုံးလို့အကိုမမိရွေးပဲရှိတယ်အော်ဟုတ်လားအမှုမှာတော့အမေရောအဖေရောမရှိဘူးငငယ်ကလေးကဆုံးသွားကြတယ်အကိုကအမှုနဲ့ဆိုင်ရင် အဖေရှိသေးလို့ကန့်ကောက်တာပေါ့ဘယ်ကန့်ကောက်ရမှာလဲ မိတွေရစိုးလွန်းလို့အခုလိုမရောက်ဘူးတဲ့နေရာတွေရောက်လာနေရတာကြည်ပါလားအကိုတဲ့အနုနဲ့ဘာမှမထူဘူးကိုထူးကိုကျော်နေရတာပဲနှစ်ယောက်သားမှတယောက်ကြောင့်တယောက်တည်သွားကြ၏ခင်မင်းကျင်နာစိတ်တွေနဲ့အပြင်းအလန်လွှမ်းခြုံရစ်ပန်မိကြသည်အနုသည် အလောက်ကိစ္စကလေးများပြီးသွားသည့်အခါတွင် ကိုတင်နှံ့အနီးသို့လာ၍စကားပြောဆိုနေခြင်းဖြင့်အပြင်းပြင်းနေ၏ကိုတင်နှံ့မှလည်း အနုနှင့်စကားပြောရလျင်အယတာရှိပုံရ၏ပွဲရောင်ရှင်ညီမနှစ်ယောက်တို့သည် ကိုတင်နှအာမတိမတန်အေးဆိုင်ကြ၏ကိုတင်နှကလည်းတင့်တယ်လို့ပြန်၍ဖော်ယူရလေသည်တဖြည်းဖြည်းနှင့်လည်းအနုနှင့်ကိုတင်နှခင်မင်းနေချံသူတို့သိသွားကြ၏ကွယ်ရာတွင် အနုအာမျက်နှာမပေးကြတော့ပေဒီကောင်မကလေးကိုအယောသိမ့်မဝင်နဲ့ကိုတင်နှရဲ့ဘာမှလူမဲသူမဲတိတတ်တဲ့ဟာကလေးမဟုတ်ဘူး တနီနီကိုတင်နာကိုပို့ဆိုပစက်ပြောချင်ပြောချလိုက်မှာကိုတင်နာကိုလည်းနှစ်ယောက်လုံးကဤစကားမျိုးပြောလာကြ၏သူတို့သည်ဖိတ်ချင်းဖိတ်သူတို့အိတ်ထဲဖိတ်စီချင်းကြဟန်တူလေသည်သို့တော်ကိုတင်နာစိတ်မှာခိုင်မာလာလေသည်ဒီနေ့တွင် အနုနှင့်နှစ်ယောက်ထဲစုံမိကြ၏အနုလက်ကလေးကိုဖန်ဆွဲလိုက်လေသည်အနုအကိုမင်းကိုတနာလေတနာ ချစ်လဲတက်ချစ်နေပြီအနုသည်ဖြက်ခနေလက်ပြီးရင်တွင်တလက်လက်ခေါ်လာ၏အိုးအကူကလည်းမဟုတ်တာအနုခလေးပဲရှိပါသေးတယ်အနုသည်ယုံ၏ကိုတင်နာသည်စွဲပွေဖမ်းယူကာအနု၏ဘာပြင်ကလေးကိုနည်းလိုက်သည်အနုမှာတကိုယ်လုံးထုပ်ပူ၍ရှိန်ငနေဖိန်ငနေဖြစ်သွားသည်ဒီကိုယ်လုံးလည်းဆက်ဆက်ခါတုံလာတော်သည် ဆွဲပြီးအနုကိုတင်နှာကိုဆွဲပြီးထို့အဆွဲကိုနှစ်ယောက်စလုံးဖြတ်၍မရကြတော့လူကြီးတွေကွယ်တိုင်းအချစ်မှန်းတိုက်ကြတော့သည်သူတို့ဘဝကလေးသည်ပျော်မဆုံးမော်မဆုံးအယတာအရှိဆုံးဖြစ်ခဲ့ကြသည် မကောင်းမှုသည်စိတ်ကွယ်ရာမရှိညီမနှဖော်တို့တိသွားကြသည်အနုကိုရိုက်ညှက်ကြ၏ကိုတင်နှာကိုနှင်ချလိုက်လေသည်သို့တော်ကိုတင်နှာမှာ တလတခါမှမဲရောက်လာ၏တခါတခါကြကြအိတ်တခါတခါလက်ဖက်ချောက်အိတ်များကိုယူလာ၏လာတိုင်းအနုနှင့်တွေ့၏တွေ့သည့်အခါအနုကမြင်မြန်ခို့ဖို့ပြော၏ကိုတိလှကလည်းသူ၏လုံရဲကံရဲကိုကြည့်ကာနောက်တခါနောက်တခါနှင့်ကျွေနေ၏အနုမှာမျက်ရည်ကံကလေးထိုးလာသည်ငိုပါနဲ့အနုရဲ့ဒီတစ်ခေါက်သာဆိုင်းမှာတော့နောက်တစ်ခေါက်လာပြီး အနုကိုတခါတည်းခေါ်ပါမယ်။ဤသူနှစ်သိမ့်ခဲ့ရမှာနောက်ဆုံးတစ်ခါတွင် အနုအားခေါ်လေသည်။အနုလိုက်လာခဲ့၏။သို့သောအနုတွင်ဘာမှမပါ။ဝက်ကောင်းစားလာများနှင့်လက်ဝတ်လက်စားကလေးများကိုညီမနှစ်ဖော်တို့ကပြန်ယူလိုက်ကြသည်။တရက်ထဲတစ်ဘက်နှွဲနှင့်ရှန်သာအင်ကြီးဆုပ်လူတတဲကလေးသာ ပါလာ၏။သို့တော်ကိုတဲနာမှာစိတ်မပြေ။လက်တဲ့ကြည့်ပြစွာခေါ်ခဲ့သည်။ ရန်ကုန်ကြည်မြတိုင်ဘက်တွင်နေကြ၏ကိုတင်နသည် ရှိစုမဲစုကလေးများနှင့်ဝဲချမ်း၍အနုအားလှအောင်စင်၏ပျော်အောင်ထား၏ဗမစိုးအလိုလိုက်၍အနုကြိုက်သလိုဖန်တီကလေးသည်အနုမှာလောကကြီးတစ်ခုလုံးပျော်စရာကြီးဟုထင်နေ၏ကိုတင်နကိုလည်းသူအလိုရှိရာဖြည့်ဆွဲနိုင်သည့်အိစာတရားကောင်းကြီးဟုထင်နေ၏သူသုံးစရာ သူဖြုံးစရာယရနာအဆုဝေတို့သည် ကိုတင်လှ၌အခဲကြီးရှိနေသည်ဟုထင်နေ၏ထင်သည့်အတိုင်းမရအရာပူဇာ၏ရုပ်ရှင်ဆိုရုပ်ရှင်ပြဆက်ဆိုပြဆက်မပြက်အောင်အပူကပ်ခဲ့သည်လိုချင်သည့်ပစ္စည်းကိုလည်းဘလောက်စည်းကြီးကြီးအတင်းအဝယ်ခိုင်းသည်ကိုတင်လှမှလည်းအနုအလိုကိုမညိုမညင်ဖြည့်ခဲ့၏ထို့အထင်ကိုတင်လှ ရောင်းရဝယ်ရေးကိစ္စနှင့်ခရီးထွက်မယ်ကြံတိုင်းမျက်ရည်ဆက်လက်နှင့်မတွားဖြစ်အောင်ဖြစ်ပြန်၏ကုတင်နာမှာကြံသည့်အတိုင်းတစ်ချိန်မျှအထမမြောက်ခဲ့ပေတစ်ဖြည်းဖြည်းဝင်လန်းပိတ်ပြီးထွက်လန်းသာရှိခဲ့၏သို့တော်ကုတင်နာမှာအနုထင်သလိုတထေမဟုတ်လောက်စားကင်စားဘဝမျှသာဖြစ်လေသည်တငယ်ချင်းမိတ်ဆွေများထံမှဒစဒစချင်းငါရတော့၏ အနုဘာမျှမသိတုံးဖို့ပျော်ဖို့နှင့်လင်းကိုနှွဲဆိုးဆိုးဖို့သာတည်လေသည် သူသည်ဘာမျှမမြင်နိုင်တချင်းတအေးအေးနှင့်လင်းကိုခလေးဆိုးကဲ့သို့ ဆိုးနှွဲဖို့သာမြင်လေသည်သို့တော်သူဆိုးနှွဲမှုသည် သူ့လင်အားအကျိုးမဲ့ပြစီယာဖန်တီးခဲ့၏အနုရေကိုမင်းကို မပြောရဲလို့မပြောဘဲနေလာခဲ့တာအခုတော့ပြောရတော့မှာပဲတို့မှာပတ်စံတော့မှုတပြားမှမရှိတော့ဘူး တကယ်ချင်းတွေစီကယူယူသုံးတာလေလင်းငါရလောက်တင့်နေပြီပြောရပြောရင်းနဲ့မြစ်ထုတ်ပြီးပြောလိုက်တော့ကိုတင်နာအတန်ဒီအနုတကိုလုံးထူလာစေသည်ပူလာစေသည်ငိုချင်လာစေတော့သည်ဒီလိုဆိုလဲကိုတင်နာရင်ဘာလို့အစကမပြောတဲ့လဲကဲကိုတို့အမရှိရမျိုး ပြောင်းမယ်ကွယ်ကိုအိုအစားတွေကိုဈေးရအောင်ရောင်းမယ်အနုသည်အတန်ကြာအောင်ငိုင်နေရမှာ မျက်ရည်ဝဲလျက်ပြောလိုက်သည်အမှုပြောသည်။မြတ်ကိုလည်းကိုတင်လမကန်ကွယ်နိုင် မတက်တာ၍သဘောတူရရှာသည်မိတ်ဆွေများကထောက်ပံ့လိုက်ကြ၏မြို့သူပြောင်းခဲ့ကြလေသည်အမှုအမှန်များသည်အမှုတို့လင်းမြအားတောင်မင်းမြောင်မင်းမကယ်နိုင်ဖြစ်နေကြ၏နှစ်ယောက်သားကိုတို့ကိုချွန်ကြရလေသည် ရှိသည်မြအဝိဇ္ဇာကလေးများကိုရောင်းရ၏ ရသမြတ်ပတ်စံကလေးနှင့်အရင်ပြူ၍အမှုမှာဟင်းသီးဟင်းရွက်ကလေးများကို ရောင်းလေသည်ကိုတင်လာမှာရှိစုမဲစုကလေးလည်းပြုတ်ပြုတ်ပြုံးလူလည်းအကြံတောင်းညံတောင်းဖြစ်လာက မခိုင်မာသောသူ့စိတ်ဓာတ်၏ဖောက်ပြန်မှုနောက်သို့တဖြည်းဖြည်းလိုက်ခဲ့၏နောက်နောက်က ရောင်းလို့မြတ်လှဲ့မကြည့်ခဲ့သော အရက်ဆိုင်များသည် ကိုတင်၌၏နိုင်တဲ့တခါညတခါစိတ်အငြိအကြီးကို စေကျော်ပေးရာဖြစ်နေကြလေပြီ။ကိုတင်လိုက်ရင်ဘာလို့ဓာရီကိုတောက်တောက်နေရတာလဲကွယ်။အနုတဲ့ရဲ့စိတ်ညစ်တာပဲ။အနုကဤသို့ကန့်ကွက်တော်လဲ။ကိုဓာတောက်ရရင်တဲ့ရဲ့စိတ်ချမ်းသာတာပဲကွယ်ဟုပြန်ပြောကနည်းနည်းမူးနှင့်ညာမူးကိုဆက်အောင်တောက်ခဲ၏။ဤနည်းဖြင့်နှစ်နှစ်နီနီကြာခဲ့သည်။အနုမှာလင်းဤပလင်းဘိုးကတစ်ဖက်၊ထမင်းဟင်းဆရာဘိုးကတစ်ဖက်ဖြင့် အထွက်များခဲ့သောကြောင့်အရင်အနီးပြုတ်ခဲ့၏။ကြံရမရ၍အိမ်တကာလှည့်ပြီး ရေထန်ရာရှာသည်။ထင်းခွဲရာရှာ၏။ရသမြကလေးနှင့်ထမင်းရည်ပလင်းရည်ကိုစိတ်ငါအောင်ဖန်တီးရ၏။ကိုတင်နှမအနုအားတနာလာတကယ်သူအနုရဲ့ကိုတော့နင်မောနေပြီကွယ်။မင်းကလည်းတနေ့တခြားတနာလာပြီ။ကိုအရက်ကိုဖြတ်တော့မယ်။ ဒါပေမဲ့ဒီအတိုင်းဖြတ်လို့တော့ရမှာမဟုတ်ဘူး။ဘိန်းကလေးစားပြီးဖြတ်မှဖြစ်မယ်။ပို့ဖို့ဘိန်းဘူးကလေးနည်းနည်းပေးပါတော့ကွယ်။အနုမှာအရေးပြတ်တော့မယ်ကြား၍ဝမ်းသာမိသည်။ကိုတင်နာအလိုရှိရာကိုရှာပေးလိုက်၏။ကိုတင်နာသည်အရက်ကိုဘိန်းနှင့်ဖြတ်တော်သည်။သို့တော်အရက်ကပြတ်ပါ၏။ဘိန်းဆွဲလာပြန်သည်။အနုပို့၍စိတ်မကောင်းဖြစ်လာ၏။စိန်ကားလျင်ဖျားဖြစ်ဟု စိုးရိုးရှိတော်လဲကိုတင်နဘိန်းစားဖြစ်လာသည်ကိုအမှုနဲ့နဲ့မှမကျေနပ်နိုင်အယက်သမားဆိုကတော်သေး၏ကိုတင်လှရင်မဟန်ပါဘူးကွယ်ဘိန်းစားတော့မလောက်ပါနဲ့အယက်သမားပဲပြန်လောက်ပါမင်းတောက်ရအောင်အမှုရှာဝယ်ပေးပါမယ်အမှုကဝမ်းနည်းတန်ကလေးနဲ့ပြော၏ကိုတင်နကလည်းသဘောတူကအယက်ကိုပြန်လှည့်ခဲ့၏ဓာတ်တဘာဝသည် တစ်ခုနဲ့တစ်ခုပြောင်းလဲကားစား၌ဖောက်ဖောက်ပြက်ပြက်ဖြစ်စမြဲကိုတင်နတ်မှာဘိန်ဝံကြလာတော့ဤချိနေတော့လူမမဘဝရောက်ကအိယာ၌လဲနေနေပြီအမှုသည် သူ့နေအရက်တောက်ရလျင်အားပြေလာမယ်လို့ထင်ဤပတ်စံလဲတပြားမှမရှိလောက်နေကြအတိုင်းအရက်ထဲလှည့်ပြီးရေခက်ထင်းခွဲအလုပ်ကိုလုပ်ရင်နန်းနစ်ကစထွက်ခဲ့ဤညနေဘက်တွင် သူ့အလိုရှိရာအရက်ပလင်းနဲ့ခမင်းဖိုးကိုရလာခဲ့လေပြီ။သူ့လင်လူမမာအားထိုအရက်ဖြင့်အသက်ဆက်ပေးရတော်မူဝတ်တာအာရရှိလာ၏။အရက်ပလင်းကိုလူမြင်မဲ့ဆို၍လွယ်အိတ်အိုကလေးတည်းထည့်ယူလာလေသည်။သူ့သည်ဘာမှမမြင်နိုင်။သူ့လင်ကိုအရက်ဖြင့်အသက်ဆက်ရတော်မယ်ကိုသာမြင်လာ၏။ထိုအမြင်ကြောင့်သူ့စကြံကလေးလည်းထင်လာ၏။ အိမ်ပေါင်းဝါသူရောက်လာလေးပြီကိုတင်နိုင်ဟေးကိုတင်လာခေါ်တန်တာကြာရသည်ထူးတန်ကိုမကြာရအမှုအိမ်ပေါ်သို့တက်လာသည်တအိမ်လုံးမှောင်စပြူနေ၏မိခွက်ကလေးကိုထွန်းလိုက်လေးသည်အလင်းရောင်များဝင်းကနေပြတ်သွား၏ကိုတင်နာမှာအိမ်ရာပေါ်တွင်တစားလှဲလျက်အိပ်ပျော်နေဟန်တူလေသည်အမှုသည်အိမ်ရာဘေးတွင်ထိုင်ကာရွယ်အိတ်ထဲမှအရက်ပလင်းကို ထုတ်လိုက်လေသည်ကိုတင်လဟေ့ကိုတင်လမင်းကလည်းတိတ်အိတ်တာပဲကွာအမှုသည်ခေါ်ရင်းပြောရင်းကိုတင်လကိုသူ့လက်နဲ့ကိုင်းလှုံနေ၏ဟေ့ကိုတင်လထလေကွာဒီမှာပလေးပါလာတယ်ကွာကိုတင်လသည်ပြန်မထူအမှုအားဘယူးမဆိုင်သလိုသာတုံလုံးကြီးငိတ်တဲ့နေသည်အမှုသည် ကိုတင်လကိုတည်တည်ကြကြကြည်လိုက်၏ကိုတင်လမှာ အသက်ရှူများရက်နေ၏ ူတကိုလုံးလဲရေခဲတောင်အဝစ်ပတ်ထားသလိုအေးဆက်နေလေးပြီအမှုမှမကျင်းတတ်သေးကိုတင်လှကလည်းထပါဆိုကွယ်သိစိတ်ညင်အောင်လောက်တာပဲဟုထပ်ပြောလိုက်ပြန်၏ကိုတင်လှမှာတစ်တုံးကဲ့သို့တော်လှုပ်ခြင်းမရှိအမှုတိုလောတိုလောဖြစ်လာသည်လက်နှင့်လျှောက်ဆန်းလိုက်၏တောက်တောက်တတင်းကြီးဖြစ်နေသည်ကိုတွေ့ရလေသည်အမှုခဏမြတွေ့၍စဉ်းစားလိုက်၏အတန်ကလေးကြာမှအတိတ်ပဲကို သဘောပေါက်လာသည် လက်ထဲမှာအဲ့ရဲ့ပလင်းကိုပြန်ကြည့်လိုက်၏တကူလုံးထုံထိုင်း၍ရှင်ထဲမှာကစုံဆိုင်ကတမဟုတ်ခြင်းတစ်ဆူလာတော့၏သူ့မျက်လုံးများသည်ဂျီဝေပိတ်ဖုံးဘာမျှလုံးလုံးမမြင်နိုင်တော့သူ့လင်ကိုသာစိုက်တွေ၍ကြက်တည်သေးရင်ကြည်နေမိ၏နောက်တစ်လျှောက်လုံးသူ့လင်ဤအလိုကျသူ့လင်ဤနှစ်သက်ရာအစာအာဟာရဖြစ်သောအဲ့ရဲ့ကြောင့်ပျော်မြူလာခဲ့မိသောအရာသာကလေးကိုလည်း ရေးကနေမြင်လာ၏သူစိတ်ထဲတွင် သူယူလာသောအရက်ကို သူလင်တောက်ရလျင်အာဓာတ်ပြည့်၍ထလာမည်သူအားအချစ်ဤခံစားရာအယတာဒုက္ခတို့ကိုဘဝလင်လင်ပြည့်စွမ်းတော်မူထင်ကဲ၏ထို့ထင်သည် သူစိတ်ကိုအာယုန်ထဲ၌တည်ရည်ရည်မြင်လာတော်၏ကိုတင်နာသည်အိယာမလှောက်လှောက်ရှားရှားနှင့်ထလာ၏သူလက်ထဲမှပလင်းကိုဆွဲယူ၍မော်လိုက်သည် သူသည်ကြည်နူးစွာ ကြည်နေ၏ထို့နောက်ကိုတင်နာသည် သူ့ကိုဖယ်၍ရှုခနဲနမ်းလိုက်ပြီးပျော်ပျော်ကြီးကြည်နေ၏သူလည်းအာမလို့အာမရနှင့်ကိုတင်နာကိုပြန်ဖက်လိုက်၏သို့တော်ကိုတင်နာကိုမဖက်မီ သူ့ကိုယ်သာ အာလွန်၍ကိုတင်နာကိုပေါ်သို့ငိုက်ခနဲကြသွား၏အနုသည်ထိုအခါမှစိတ်ကူးနှင့်ယူလိုက်မိမှန်းသိတော်သည် ပလင်းထဲမှအရက်သည် ကိုတင်နာကိုပေါ်၌စိုးရွှဲနေတော့၏အနုဤမျက်ရည်သည်ကိုတင်နာကိုပေါ်၌ရွဝဲနေတော့၏သူသည်ဘာမျက်မမြင်နိုင်တလောကလုံးသူ့အဖို့စိတ်သုံးနေတော့သည်ဒီနေရာမှာတော့စာရေးသူမင်းအောင်ရေးသားထားတဲ့အရဲ့ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲ ဖြစ်ပါလိမ့်ရှင်